ချွေးတောင်မထွေမျိုးစီတမဲအတွင်ကမ္ဘာချန်ပီယံကိုအနိုင်ယူကမြမကုံဆောင်ကမ္ဘာ UFC ချန်ပီယံဖြစ်တဲ့မြမနိုင်ငံကိုပြန်လာမဲ့ယောချူအပန်မင်္ဂလာပါမြမအကစားရှစ်ပိတ်တကြီးရေစစ်မရောက်ခင်မြားကုံဆိုတဲ့စကားကိုကြားဖူးကြမှာပါဒီနေ့မှတော့အဲ့ဒီစကားအတိုင်းပါပဲပြိုင်ဘက်ကဘာမှမလုပ်လိုက်ရခင်ချွေးတောင်မထွက်လိုက်ရပဲကမ္ဘာချန်ပီယံကမ္ဘာကြီးကိုမြမပိတ်တတွေရဲ့လက်ထဲကိုထည့်လိုက်တဲ့သူရဲကောင်းတယောက်အကြောင်းကိုဂုံယူဝင်ကြောစာနဲ့တင်ဆက်ပေးရှင်ပါလေ ူကတော့မြန်မာတို့ရဲ့အသွေးသားရင်းချရှင်တိုင်းသားလေးကျော်ချူအပံပဲဖြစ်ပါတယ်။ဒီမနေ့ခင်မှဖြစ်ဖြစ်သွားတဲ့ UFC Flyweight ကမ္ဘာ့ချန်ပီယံလူပွဲဟာကမ္ဘာမီဒီယာတွေကိုအင်အားသစ်သွားစေခဲ့ပါတယ်။လက်ရှိချန်ပီယံဖန်တိုဂျာဆိုတာဒီဝိတ်တန်းမှဆရာတဆူပါ။ဒါပေမဲ့ကျော်ချူအပံကတော့ဖန်တိုဂျာကို မျက်စိတမိတ်လက်တပြက်အတွင်းမှာပဲအလဲထိုးပြီးတော့အနိုင်ယူသွားခဲ့ပါတယ်။ဝဲချိန်စစ်စုပေါင်း26စက္ကန့်ပဲကြာလိုက်တာပါ။ဗိတ်သက်တီတောင်နေရာမှာကြာရသေးခင် ဒီတစ်ခွက်တောင်တောက်လို့မကုန်ခင်မှာပဲဝဲကပြီးသွားခဲ့တာပဲဖြစ်ပါတယ်။ပန်တိုဂျာကသူ့ရဲ့အားသာရှိဖြစ်တဲ့ရှေကန်ရှိတွင်နဲ့ဆက်တင်တိုက်ဆက်ဆင်ပေမဲ့ယောချွာပန်ကတော့တည်ငင်လွန်လှပါတယ်။ပြန်ပေးရဲ့တိုက်ဆက်ကိုအသာလေးဟန်သားပြီးတော့ပြန်လည်တုတ်ပြန်လိုက်တဲ့အချိန်မှာကမ္ဘာချန်ပီယံကြီးကတော့ဟန်ကျက်ပြပြီးလဲကျသွားခဲ့ရပါတယ်။လဲကျတဲ့အချိန်နဲ့လက်ထောက်လိုက်မိပြီးတော့လက်အဆက်လွယ်သွားတဲ့အထိဖြစ်ခဲ့တာပါ။ကျင်းပြောင်းကြီးအမီးကြောင်းမှတက်ဆူတော်တော်ပါပဲ။ဝိုင်းချန်ပီယံကြီးဟာ လူတလေးကျော်ချွာပိုင်ရဲ့ရှေးမောက်မှာဒုထောက်အရှုံးပေးလိုက်ရပါတယ်။ဒါပေမဲ့ဒီနိုင်ပွဲမှာအရေးကြီးဆုံးရှစ်ကကျော်ချွာပိုင်ရဲ့စိတ်တပါပဲ။သူဟာအမေရိကန်နိုင်ငံမှာနေထိုင်ကြီးပြင်းလာသူဖြစ်ပေမဲ့သူ့ရဲ့နှလုံးသားကတော့မြန်မာစစ်စစ်ပါပဲ။ပွဲထွက်လာတိုင်းမှာနိုင်ပွဲရာတိုင်းမှာမြန်မာနိုင်ငံအလံကိုပကုံးမှလွှမ်းခြုံထားလေရှိသလိုနိုင်ငံတကာအင်တာဗျူးတွေမှာလည်းကျွန်တော်ကမြန်မာနိုင်ငံရှင်းပြနေဟာခါမျိုးကလာလာပါလို့အမြဲတမ်းမမေ့မလျော့ ဖျက်ပြောလို့ရှိတဲ့သူပါလူကသာနိုင်ငံချားမှာရောက်နေပြီမဲ့စိတ်ကတော့အေယာဝတီမြကန်းဘေးကမွေးရမြေကိုအမြဲတမ်းလွှမ်းဆွတ်တန်တနေသူလို့ဆိုရမှာပါ အခုတော့ဂျော်ချူယာဘန်ဟာသူ့ရဲ့အကြီးမားဆုံးအိမ်မက်ဖြစ်တဲ့ UFC Champion ခပ်ပတ်ကိုရရှိခဲ့ပါပြီပိုပြီးတော့ဝမ်းသာစရာကောင်းတဲ့တဲ့ရင်တစ်ခုကတော့ဂျော်ချူယာဘန်ဟာဒီအောင်မြင်မှုကိုတယောက်တည်းခံစားမှာမဟုတ်ပါဘူးသူအရင်ရှိတဲ့သူ့ကိုအားပေးကြတဲ့မြမပိတ်တက်တွေစီကိုဒီရွှေခပ်ပတ်ကြီးတက်ဆောင်ပြီးတော့ အကြခင်မှာပြန်လာတော့မယ်လို့သိရပါတယ်။ကျွန်တော်ဒီခပတ်ကိုယူပြီးမြမပြည်ပြန်လာခဲ့မယ်။ခမည်းတော်နဲ့အတူအောင်ပွဲခံမယ်လို့ကြော်ရှူပန်ကပြောကြားထားပါတယ်။မြမနိုင်ငံကိုကိုစားပြုပြီးကမ္ဘာအဆင့်မှာအောင်မြင်ခဲ့တဲ့အောင်လတ်အောင်ဆန်းပြီးရင်ဒုတိယမြောက်ကမ္ဘာချန်ပီယံအဖြစ်နိုင်ငံကုန်ကိုဆောင်နိုင်ခဲ့တဲ့ကျော်ရှူရပန်ကိုမြမအမည်ပေါ်မှာကြိုးစိုးခွင့်ရတော့မှာဖြစ်ပါတယ်။သူ့ရဲ့နိုင်ပွဲဟာမြမပြည်သူတွေအတွက်အကြီးမားတဲ့မျှော်လင့်ရှင်နဲ့ခွန်အားကိုပေးစွမ်းလိုက်တာပါ။ ရွှေတောင်မထွက်ပဲချန်ပီယံဖြစ်လာတဲ့သူ့ရဲ့ပါရမီနဲ့ကြိုးစားအားထုတ်မှုပြီးတော့နိုင်ငံပေါ်မှာထားတဲ့တန်ရောစင်တွေကလေးစားစရာကောင်းလွန်လှပါတယ်။ဂဲပိတ်တက်ကြီးရေမကြခင်မှာကမ္ဘာချန်ပီယံကမ္ဘာကြီးနဲ့အတူမြန်မာနိုင်ငံကိုပြန်လာတော့မဲ့ဂျော်ချွာဘန်ကိုဘယ်လိုကြိုဆိုကြမလဲ။သူ့ရဲ့စံချိန်တင်နိုင်ပွဲပေါ်မှာဘယ်လိုပီတိဖြစ်ရလဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါရှင်။